အားလုံးမင်္ဂလာပါနော်ဒီနေ့သူရေကပစိုးချုံနီလေးချုပ်ပြမယ်ပေါ့နော်အာပထမဦးဆုံးသူရေတို့ကပစိုးအကွင်းလိုက်ကိုယူပြလာနေဒီအစာနှစ်စာပေါ့နော်ပစိုးချုံရမယ်အစာနှစ်စာမှာဘလို့ယူရမလဲဆိုလို့ရှိရင်ဒီအောက်အစာကိုကြတော့ဒီကိုချုံမဲ့ပေါ့နော်အာသုံးစိတ်စာတော့ကို အရှိကိုရှည်ထားရမယ်ပေါ့နော်အအပေါ်ကတစကိုကြတော့ဒီသုံးစိစားလာအောင်နောက်လျှော်ထားမယ်ပေါ့နော်အဲ့လိုမျိုးလေးတူရှည်ပုံစံမျိုးလေးလျှော်ပြီးတော့ဒီအောက်ကအစသုံးစိစားလေးကိုမသွေးပြထားလဲပုံစံလိုမျိုးပေါ့ခောက်ပြီးတော့ပြန်ပြီးတော့ချုပ်သွားပေးမယ်ပေါ့နော်အဲ့ဒီသုံးစိစားလေးကိုဒီအပေါ်အပေါ်အစလေးကိုခောက်ပြီးတော့ဆက်ပြီးတော့ချုပ်သွားပေးရုံပဲပေါ့နော်ဒီလိုမျိုးလေးဆက်ပြီးတော့ဒီတကွင်းလုံးကိုဒီဖြောက်လုံးပေါ့နော်အဲ့လိုမျိုးလေးဆက်ပြီးတော့ချုပ်ပေးသွားရပါမယ်ပေါ့နော် ဟုတ်ကဲ့အဲ့ဒီလိုမျိုးချုပ်ပြီးတဲ့အခါကြောင့်လို့ရှိလို့ရှိနေတယ်နော်အဲဒီမှာဆိုရင်တွေ့ပြီးပြရတာပေါ့ဒီမှာချုပ်ရတဲ့အခါကြောင့်လို့ရှိရင်အပေါ်ချမ်းကအောက်ချမ်းလေးဖြီးပြီးချုပ်သွားတဲ့အခါကြောင့်ဒီလိုပုံစံမျိုးလေးထွက်လာမယ်ပေါ့နော်ပလေးမျိုးထွက်လာတဲ့အခါကြောင့်လို့ရှိရင်တွေ့တို့ကဒီလှမလှတာရှိရနော်အဲမလှတဲ့အချမ်းကလေးကိုဖြီးချလိုက်မယ်ပေါ့နော် မလှတဲ့အချမ်းဘက်ကိုဖြီးပြီးတော့ပြန်ပြီးတော့အာကြောင်ဖြုတ်ပြီးမယ်ပေါ့နော်အဲ့ဒီရဲ့အလှ ပေါ်ကနေရဆက်ပြီးချုပ်ကြပြရမယ်ပေါ့နော်။အဲသူရေးပြထားတဲ့ပုံစံမျိုးလေးပေါ့နော်။မလှတဲ့ဟာကိုဖိချလိုက်ပြီးတော့ဒီအလှိုက်ပတ်ချံအပေါ်ကနေပြီးတော့ဒီကြောင်းပေါ့။ဝင်းသားကနေပြီးတော့ဒီကြောင်းဆက်ပြီးချုပ်ပြီးသွားရမယ်ပေါ့နော်။အခုလိုပုံစံမျိုးလေး သူ့ရေးပြောတဲ့ပုံစံလေးမျိုးပေါ့နော်အကုန်လုံးဆက်ပြီးတော့တချောင်းလုံးချုပ်ပြီးသွားလိုက်ခါကျလို့ရှိလို့ရှိရင်ဒါကပြီးပြီပေါ့နော်ဒါဆိုလို့ရှိရင်ဒီအထဲပချံရောအပြင်ပချံရောကြီးလိုက်တဲ့အခါကျရင်သူ့ရေးတို့ကဘယ်လိုမျိုးပေါ့နော်ဒီမလှတဲ့နော်ဒီချုပ်ရွေးချုပ်သားလေးမပေါ်တော့ဘူးပေါ့နော်အဲဆိုရင်အကုန်လုံးကအထဲရောအပြင်ရောကအကုန်လုံးအာအပိတ်ပေါ့နော်အပီးပေါ့နော်တခါလဲချုပ်သားမပေါ်တော့ဘူးဒါကိုကြတော့ဘာလို့ခေါ်လဲဆိုရင်ပစိုးချုပ်နီးလို့ခေါ်တယ်ပေါ့နော် အားလုံးကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်နောက်နောက်သူရဲ့ page ကိုလည်း like and follow လေးလေးလုပ်ပြီးတော့ share ပေးကြပါနော်ဘိုင်ဘိုင်